မင်္ဂလာပါသားတို့တမီးတို့ယေဒီချေကတော့ grade 5တင်ချာကိုတင်ကြပေးမယ်ဒီချေ e ပဲဖြစ်ပါတယ်ဒီနေ့တင်မဲ့သင်ခန်းစာကတော့အခန်းနှစ်တူတဲ့အကြောင်းပဲဖြစ်ပါတယ်ဒီသင်ခန်းစာထဲမှာတော့ဒီချေတို့ကကုဘ3နဲ့ဒေါမတ်စတုဂန်3တွေရဲ့ဒုတဲ့တွေကိုတွက်ချက်တက်ဖို့အတွက်တင်ကြပေးမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ချေတို့အခန်းနှစ်ကိုကြည့်လိုက်ကြရအောင် သမင်နာ23မှာဆိုရင် ပုံတွင်ပြတ်ထားသည့်အတိုင်းကိတ်မုတ်နှမျိုးရှိသည် ထိုကိတ်မုတ်နှမျိုး၏အရွယ်အစားများမြည်တို့နှိုင်းရှင်ရမည်ကိုစဉ်းစားကြမည်တဲ့ဒါကြောင့်ကကြီမှာရှိတဲ့ကိတ်မုတ်နဲ့ခခွေမှာရှိတဲ့ကိတ်မုတ်ဘယ်သူအားပိုကြည့်လဲဆိုတာခြေတို့နှိုင်းရှင်ကြည့်ရမယ်နှိုင်းရှင်ကြည့်ဖို့ဆိုရင်ဒီခြေတို့ဒီတိုင်းကြည့်ုံနဲ့ဆိုရင်ဒီခြေတို့ခွဲချလို့ရမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်ဒီခြေတို့ဆက်ပြီးကြည့်ကြရအောင် ဆမ်မီနာ23ကနံပါတ်1မှာဆိုရင်ကုဘတုံးကကြီးနဲ့တောင်မဆုကန်3ခခွေတို့တွင်မြင်းသီးအရွယ်စားကပူကြီးတနီမြင်းမြပူကြီးတနီတဲ့ဒီမှာဆိုရင်ချေတို့ကုကကြီးရဲ့ကုဘတုံးပုံနဲ့ခခွေရဲ့တောင်မဆုကန်ပုံရဲ့အလျားအတိုင်းဓာတ်တွေကိုပေးထားတယ်ကုဘတုံးရဲ့အလျားမှာဆိုရင်3စင်တီမီတာ အနမ်း3စင်တီမီတာနဲ့အမြင့်3စင်တီမီတာရှိတယ်။ဒေါင်းဝက်စတုဂန်တုံးမှာအလျားက4စင်တီမီတာအမြင့်က2စင်တီမီတာအနမ်းက3စင်တီမီတာအသီးသီးရှိတယ်။ဒီချေတော့အတိုင်းအတာတွေကိုကြည့်ပြီးတော့ ဥပတုံကပူကြီးသလားဒါမစတုကန်တုံကပူကြီးသလားဆိုတော့ကိုခြေတို့နှိုင်းရှင်လို့မရဘူးဒါကြောင့်ဒီခြေတို့ကကြီးမှာအလျားများသို့မဟုတ်အေရိယာများမြင်းတို့နှိုင်းရှင်မျိုးကိုပြန်တည်ရကြရအောင်တဲ့ခြေတို့အရင်တုန်းကအေရိယာတွေဘလို့နှိုင်းရှင်ခဲ့လဲဆိုတော့ကိုလေ့လာခဲ့ပြီးပြီအဲ့တော့ဒီခြေတို့ဒီမှာဆိုရင်အလျားအတိုင်းတာ unit အဖြစ်စင်တီမီတာနဲ့အခြား unit တွေကိုလည်းသုံးနိုင်တယ်လို့အေရိယာရဲ့ unit အဖြစ်စတုရန်စင်တီမီတာနဲ့တခြား unit တွေကိုလည်းခြေတို့သုံးနိုင်တယ်ဒါဆိုရင် ခုနခခွေးကိုစัจကြည်ကြရအောင်အောက်ဖော်ပြပါစဆူဤစိတ်ကူကိုရှင်းပြပါတဲ့ဒါကတော့ခြေတို့ပုံကကြီးနဲ့ပုံခခွေးကိုစဆူကဘလို့နှိုင်းရှင်ထားသလဲဆိုတာကိုဒီခြေတို့အတူတူလေ့လာကြည့်ကြရအောင်စဆူကတော့ပုံကကြီးနဲ့ပုံခခွေးပုံနှစ်ခုလုံးကိုအနားဆောင်တစ်ဖက်ကို10စင်တီမီတာရှိတဲ့ကုဘတုံးလေးတွေဖြစ်အောင်ပိုင်းဖြတ်လိုက်တယ်တဲ့ပြီးတော့မှတပုံးစီမှာပါဝင်တဲ့ ုပတုံးလေးတွေကိုရေတွက်ကြည့်တယ်တဲ့ဒါဆိုရင်ပုံကကြီးမှာအလျားက3စင်တီမီတာဖြစ်တဲ့အတွက်1စင်တီမီတာချင်းစီပိုင်း3ပိုင်းအမြင့်က3စင်တီမီတာဆိုရင်1စင်တီမီတာချင်းစီပိုင်း3ပိုင်းဆိုပြီးတော့ဒီလိုလေးတွေပိုင်းလိုက်တဲ့ချိန်မှာကျေလို့ကုပတုံးလေးတွေ1စင်တီမီတာလေးအနားဆောင်တစ်ဖက်မှာ1စင်တီမီတာရှိတဲ့ကုပတုံးလေးတွေရတယ်ပြီးရင်ခခွေကိုလည်းထိုနည်းတိုင်းပဲကျေလို့ပိုင်းဖြစ်လိုက်တယ်ပိုင်းဖြစ်လိုက်တဲ့အခါမှာပုံကကြီးမှာဆိုရင်ကျေလို့အနားဆောင်တစ်ခုချီရ တစ်စင်တီမီတာစီရှိတဲ့ကုဘတုံးရေတွက်လေတွေရည်ကြည့်မယ်ဆိုရင်မျက်နှာစာမှာ1 2 3 4 5 6 9 8 9ဆိုပြီး9ခုရှိတယ်အဲ့လို9ခုလို့အတန်းဘယ်နဲ့တန်းလဲဆိုရင်အနောက်မှာနောက်ထပ်နှစ်တန်းရှိသေးတယ်ဒါကြောင့်စုစုပေါင်း3တန်းအကွက်က9ကွက်ဖြစ်တဲ့အတွက်ကို3လီ29ကုဘတုံး28တုံးရှိတယ်ပုံကားကြီးမှာပုံခဝေးမှာတော့ဒီချေတော့အဲ့လိုလေးတွေပိုင်းရင်မျက်နှာစာမှာ2 4 6 8 တုံးရှိတယ်။အဲ့လိုရှစ်တုံးရှိတဲ့အကတ်မျိုးဘယ်နှကန်းရှိလဲဆိုရင်၃ကန်းရှိတယ်။ဒါကြောင့်၈324ပုံခကွေးမှာ24တုံးရှိတယ်။ဒါဆိုရင်ဒီချေတို့ပုံကကြီးက28တုံး၊ပုံခကွေက24တုံး။ဒါဆိုရင်ကုဝတုံး၃တုံးပိုတယ်။ကုဝတုံးပုံကကြီးကပိုကြီးတယ်။အဲ့လိုပဲဒီချေတို့အောက်မှာပန်းရံကော်လီရီယာစာလေးကိုကြည့်ကြရအောင်။အရာဝတ္ထုတစ်ခုရဲ့ကိုယ်ထည်အရာ ယူထားသည့်နေရာအကျယ်ဝန်းပမာဏကိုတီချေတို့ထူးတယ်လို့ခေါ်တယ်။အနားဆောင်တစ်ဖက်လျှင်၁စင်တီမီတာစီရှိသော ကုဘတုံးဤဒူးတယ်ကို၁ကုဘစင်တီမီတာဟုခေါ်တယ်။ကုဘစင်တီမီတာဆိုတာဒူးတယ်ရဲ့ယူနစ်တစ်ခုဖြစ်တယ်။ စ္စည်းများ၏တူတွေကိုခြေတို့ကအနားဆောင်တစ်ဖက်လျှင်1စင်တီမီတာစီရှိသောကုဘတုံးအရေအတွက်ရစုစုပေါင်းဖြစ်လေခြေတို့ဖော်ပြနိုင်တယ်။ဒါကြောင့်ဒီပန်းရောင်ကွက်လီထဲမှာဆိုရင်ခြေတို့ကုဘစင်တီမီတာကဒုတည်ရဲ့ unit တစ်ခုဖြစ်တယ်ဆိုတာကိုသိထားဖို့လိုပါတယ်။ဒါကြောင့်ကုဘတုံးကကြီးရဲ့ဒုတည်က28တုံးဖြစ်တဲ့အတွက်28ကုဘစင်တီမီတာရှိတယ်။ဒေါမန်စတုဂန်တုံးခခွေရဲ့ဒုတည်ကတော့24တုံးရှိတဲ့အတွက်24 ကုဘစင်တီမီတာ ရှိတယ်။ဒါကြောင့်ကုဘတုံးကကြီးကဒေါင်းမန်စုကန်ဒုံခခွေထက်3ကုဘစင်တီမီတာပိုကြီးတယ်။ဒါဆိုလို့ရှိရင် သားတို့သမီးတို့တွေကုဘတုံးကကြီးနဲ့ဒေါင်းမန်စုကန်ဒုံခခွေကိုနှိုင်းရှင်တက်မယ်လို့ဒီချေမျှော်လင့်နေ။ဒါကြောင့်ဒီချေဒီတင်ကစားလေးကိုဒီမှာပဲရနာမယ်။နောက်တင်ကစားမှာဒီချေတို့ပြန်တွေ့ကြရအောင်။

ျတို့ပေးထားတဲ့တောင်မန်စုကန်တုံးမှာတောင်မန်စုကန်တုံးအနားတစ်ဖက်မှာ1စင်တီမီတာစီရှိတဲ့ကုဘတုံးအရေအတွက်မြင်မြရှိသည့်ကိုရှာပါတဲ့အဲ့တော့ကျတို့ပေးထားတဲ့ကုဘတုံးကိုကြည့်မယ်ဆိုရင်အလျားက5စင်တီမီတာ အမြင့်က3စင်တီမီတာအနံက2စင်တီမီတာဆိုပြီးတော့ရှိတယ်ပထမအဆင့်တွင်အနားဆောင်တစ်ဖက်လေ1စင်တီမီတာစီရှိတော့ခုဘတော်အရေအတွက်မြင်းများရှိနိုင်မည်ကိုရှာပါတဲ့ဒါကြောင့်ဒီချဲတို့ဟာအလျားမှာ5စင်တီမီတာ ရှိတာဖြစ်တဲ့အတွက်ချဲတို့1စင်တီမီတာအပိုင်း5ပိုင်းပိုင်းလို့ရမယ်အနံသည်2စင်တီမီတာရှိတာဖြစ်တဲ့အတွက်ဒီချဲတို့ပိုင်းမဲ့ဆိုရင်2ပိုင်းပိုင်းလို့ရတယ်ဒါဆိုလို့ရှိရင်ချဲတို့ဒီအောက်ခြေမှာအလျားက5အနံက2ဆိုတော့ ချေတို့9နဲ့2နဲ့မြောက်လိုက်ရင်10တုံးရမယ်ဒါဆိုလို့ရှိရင်တီချေတို့ပထမအဆင့်မှာကုဘတုံ10တုံးရမယ်ဒါဆိုရင်ခခွေစက်ကြည့်ကြရအောင်ဒေါင်းမန်စတုကန်တုံတွင်အဆင့်မြင်များရှိသည်ကိုရှာပါတဲ့ချေတို့အမြင့်သည်3စင်တီမီတာရှိတာဖြစ်တဲ့အတွက်ချေတို့1စင်တီမီတာစီဖြတ်မယ်ဆိုလို့ရှိရင်3စင်ရပါမယ်အဲ့တော့ချေတို့အဆင့်ဘယ်နှစင်ရှိမလဲဆိုရင်3စင်ရှိပါမယ်။ဒါဆိုရင်ကားငယ်ကိုဆက်ကြည့်ကြရအောင်။ဒေါမန်စတုကန်တုံးဤဒုတွေကို 9စင်တီမီတာဖြင့်ပေါ်ပြပါတယ်။ဒါဆိုရင်အခုနတီချေတော့အောက်ခြေမှာအလျားက9ရှိခဲ့တယ်။အနံက2ရှိခဲ့တယ်။အဲ့လိုမျိုးအဆင့်ဘယ်နှဆင့်လဲဆိုရင်3ဆင့်ရှိခဲ့တာဖြစ်တဲ့အတွက်ခြေတို့9ရယ်2ရယ်3ဆင့်ရယ်ကိုမြှောက်လိုက်မယ်ဆိုရင်30ရပါတယ်။ဒါကြောင့်ဒူးတယ်ဖြစ်တဲ့အတွက်အနောက်မှာ 30ကုဗစင်တီမီတာလို့ရေးရပါတယ်အဲ့တော့ဒါဆိုရင်သားတို့သမီးတို့ဒေါမန်စုကန်တို့ရဲ့ဒုတဲ့ကိုရှာတက်မယ်လို့ချေမျှလင့်ပါတယ်ဒါဆိုရင်ဒီချေတင်ကန်းစာလေးကိုဒီမှာပဲရနာထားလိုက်မယ်နောက်တင်ကန်းစာမှာဒီချေလို့ပြန်ဆောင်ကြမယ်နော်ဒီနေ့သင်မဲ့သင်ခန်းစာကတော့စာမျက်နှာ26ပုဒ်စာနံပါတ်3ပဲဖြစ်ပါတယ်

မြောင်းလိုက်တဲ့အခါလေးလေးလီ16 16လေးလီ64ရတယ်ဒူးတယ်ဖြစ်တဲ့အတွက်ကျေတို့အနောက်မှာကုဗစင်တီမီတာထည့်ရမယ်ဘာလို့စင်တီမီတာဖြစ်လဲဆိုရင်ကျေတို့ပုံမှာစင်တီမီတာနဲ့ပြင်ကုဗစင်တီမီတာပေါ့နော် အဲ့တော့ဒေါင်းမတ်စုကတုံးနဲ့ကုဝတုံးတွေရဲ့ဒုတွေကိုလည်းတီချေတို့ကအဲ့ဒီနီးတိုင်းအောက်မှာပေးထားတဲ့ပုံစံနီးတိုင်းတွန်းနိုင်ပါတယ်။ဒါကြောင့်ဒေါင်းမတ်စုကတုံးရဲ့ဒုတွေကိုရှာမဲ့ပုံစံနီးဆိုရင်အလျားအမြောက်အနံ့အမြောက်မြင့်ကုဝတုံးဒုတွေကိုရှာမဲ့ဆိုလို့ရှိရင်နော် အနားဆောင်အမြောက်အနားဆောင်အမြောက်အနားဆောင်ဆိုပြီးရှာနိုင်တယ်။ ဒါဆိုရင်သားတို့တမီးတို့ပေးထားတဲ့ပုံတွေရဲ့ကုဝတုံးတောင်းမဆုကန်တုံးတွေရဲ့ဒုရဲတွေကိုရှာတက်မယ်လို့ဒီချေမျောလင်းနေ။ဒါကြောင့်ဒီတင်ကစားလေးကိုဒီချေဒီမှာပဲရနာလိုက်မယ်။နောက်တင်ကစားမှာချေလို့ပြန်တွေးကြရအောင်။ဒီနေ့တင်မဲ့တင်ကန်းစာကတော့စာမျက်နှာ29ပုဒ်စာနံပါတ်4ပဲဖြစ်ပါတယ် အဲ့တော့တီချေတို့လေးမှာဆိုရင်ညာဘက်မှာရှိတဲ့ဒေါမတ်စုကန်တုံးရဲ့ဒုတွေကိုရှာပါတဲ့ချေတို့ပေးထားတဲ့ဒေါမတ်စုကန်တုံးကအလဲအား9မီတာအမြင့်3မီတာ အနံ6မီတာဆိုပြီးတော့တီချေတို့ကို မီတာနဲ့ပေးထားတာဖြစ်ပါတယ်တီချေတို့အောက်မှာဆက်ကြည့်မယ်ဆိုရင် အနားဆောင်တစ်ဖက်လင်1မီတာစီရှိသောကုဘဒုံးများ၏ဒူးတွေ၏ယူနစ်တစ်ခုအဖြစ်လည်းအသုံးပြုနိုင်သည်တဲ့ခြေတို့ဒီပုံမှာဆိုရင်မီတာနဲ့ပေးထားတာဖြစ်တဲ့အတွက်ခြေတို့အဲ့ဒီ1မီတာစီရှိတဲ့ကုဘဒုံးတွေကိုလည်းဒူးတွေရဲ့ယူနစ်တစ်ခုရဲ့အဖြစ်နဲ့သုံးနိုင်တယ်အဲ့လိုပဲခြေတို့အနားဆောင်တစ်ဖက်မှာ1မီတာစီရှိတဲ့ကုဘဒုံးဒူးတွေကို 1ကုဗမီတာလို့လည်းခြေတို့ခေါ်တယ်။ကုဗမီတာကလည်းခြေတို့ဒုဒေရဲ့ unit တစ်ခုပဲဖြစ်တယ်။ဒါကြောင့်ဒီပေးထားတဲ့တောင်းပန်စုခံတုံးရဲ့ဒုဒေကိုခြေတို့ပုံသင်နည်းအသုံးပြုပြီးရှာကြည့်ရအောင်။ပုံသင်နည်းမှာဆိုရင်တောင်းပန်စုခံတုံးရဲ့ဒုဒေကိုရှာမယ်ဆိုရင်အလျားအမြောင်အနံအမြောင်အမြင့်ဖြစ်တဲ့အတွက်အလျားသည်9အနံသည်၄အမြင့်သည်3ဒါကြောင့် 9နဲ့4နဲ့မြောက်တော့20 20နဲ့3နဲ့မြောက်တော့60ဒါကြောင့်ကျတို့ဒူးတယ်ဖြစ်တဲ့အတွက်အနောက်က unit ဒီကူဘမီတာဘာလို့မီတာဖြစ်လဲဆိုရင်ကျတို့ပုံမှာမီတာနဲ့ပေးထားတာဖြစ်တဲ့အတွက်ထွက်လာတဲ့ unit ဒီကူဘမီတာဖြစ်တယ်ဒါဆိုရင်ဒါတို့သမီးတို့ဟာကူဘမီတာဒီလေဒူးတယ်ရဲ့ unit တစ်ခုဖြစ်တယ်ဆိုတာကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ချေကတော့ဒီသင်ခန်းစာလေးကိုဒီနားမှာပဲရနာထားမယ်နောက်သင်ခန်းစာတွေမှာပြန်တွေ့ကြမယ် ဒီနေ့တင်မဲ့သင်ခန်းစာကတော့စာမျက်နှာ28ပုဒ်စာနံပါတ်5ပဲဖြစ်ပါတယ်တေကူဘမီတာတွေကူဘစင်တီမီတာမြင်းများရှိသည်နီတဲ့ ရဲ့လို့1ကုဗမီတာမှာကုဗစင်တီမီတာနဲ့အဖြေကိုလိုချင်တာဖြစ်ပါတယ်။တားတို့တမီတို့တိမီတာပါ။တမီတာမှာ100စင်တီမီတာရှိရဲဆိုတဲ့ဟာကိုအဲ့တော့ပေးထားတဲ့ပုံလေးကိုကြည့်လိုက်ရအောင်။ကုဘတုံးဖြစ်တဲ့အတွက်အနားဆောင်တစ်ခုစီကတမီတာစီရှိတယ်တဲ့။တနည်းအားဖြင့်အနားဆောင်တစ်ခုစီဒီ100စင်တီမီတာရှိတာနော်။ဒါကြောင့်တချို့အနားဆောင်တစ်ဖက်လင်း1မီတာစီရှိသောကုဘတုံးနဲ့အနားဆောင်တစ်ဖက်လင်း ၁စင်တီမီတာစီရှိတော့ခုပတော့မီများရှိတည်းလို့ပြောရင်၁မီတာမှာတိချေတို့က၁၀၀စင်တီမီတာဖြစ်တဲ့အတွက်အလျားသည်၁၀၀စင်တီမီတာအနံသည်၁၀၀စင်တီမီတာအမြင့်သည်၁၀၀စင်တီမီတာအဲ့တော့ချေတို့ဒူးတယ်ကိုလိုချင်တာဖြစ်တဲ့အတွက်အလျားမြောက်အနံမြောက်အမြင့်တိုင်းမဲ့၁၀၀အမြောက်၁၀၀ဆိုတော့၁၀၀၁၀၀၀အမြောက်၁၀၀ဆိုတော့ချေတို့သတ်တမ်းရတယ်ဒါကြောင့်၁ကုဗမီတာမှာသတ်တမ်းကုဗစင်တီမီတာရှိတယ် ဒါဆိုရင်တအားတို့တမီတို့1ကုဗမီတာမှာသတန်းကုဗစင်တီမီတာ ရှိတယ်ဆိုတဲ့အကြောင်းကိုနားလည်မယ်လို့မျှော်လင့်ပါတယ်။ဒီချေကတော့ဒီနေ့သင်ခန်းစာကိုဒီနားမှာပဲရနာထားပါမယ်။နောက်သင်ခန်းစာတွေမှာချက်လို့ပြန်တွေ့ကြမယ်နော်။ဒီနေ့တင်မဲ့သင်ခန်းစာကတော့စာမျက်နှာ29ကပုဒ်စာနံပါတ်6ပဲဖြစ်ပါတယ်။ ဒီချေတော့နမတ်6ပုတ်စာမှာဆိုရင်အတွင်းအနားဆောင်တစ်ဖက်လျင်30စင်တီမီတာစီရှိတော့1လီတာဝင်ကုပပုံခွက်တစ်ခုရှိတယ်တဲ့အဲ့ခွက်ထဲကိုချေတော့ရေအပြည့်ဖြည့်မယ်ဆိုရင်အဲ့ဒီရေရဲ့ဒူးတွေကိုရှာပါတဲ့ ဒါဆိုရင်ဒီချေတို့ကိုအတွင်းအနားဆောင်10စင်တီမီတာရှိတယ်တလီတာဝင်တဲ့ကုပတုံးပုံခွက်တစ်ခွက်ရှိတယ်အဲ့ခွက်တွေကိုတချေတို့ကဘာလုပ်မလဲဆိုရင်ရေကိုအပြည့်ဖြည့်မယ်ပေါ့နော်ရေကိုအပြည့်ဖြည့်လိုက်တဲ့အခါအဲ့ဒီရေရဲ့ဒုတဲ့ကိုရှားပါဆိုရင်ချေတို့ကုပတုံးပုံခွက်တွေမှာရေအပြည့်ထည့်တာဖြစ်တဲ့အတွက်ဒါဒီချေတို့ကုပတုံးပုံစံနဲ့တူသွားတယ်ရေအပြည့်ဖြည့်လိုက်တော့အထဲမှာဟောင်းလောင်းပေါင်းမရှိတော့ဘူးပေါ့နော်အပြည့်ဖြစ်သွားတဲ့အတွက်ကုပတုံးပုံနဲ့တူသွားတယ်ရေရဲ့ဒုတဲ့လို့ချင်းချေတို့ကုပတုံးပုံခွက်ရဲ့ ဒုတွေကိုရှာရမယ်ကုဘတော်ပုံဖြစ်တဲ့အတွက်အနားဆောင်မြောက်အနားဆောင်မြောက်အနားဆောင်အနားဆောင်နေရာ30စင်တီမီတာကြီးပဲရှိတာဖြစ်တဲ့အတွက်30မြောက်30မြောက်30အဲ့တော့30စင်လီ100 100စင်လီ1000ဒုတွေရဲ့ unit ကကုဘစင်တီမီတာဒါကြောင့်ရေရဲ့ဒုတွေက1000ကုဘစင်တီမီတာရတယ်ဒါဆိုရင်ခြေရိုးအောက်ကပန်းရံပေါင်လေးတွေကစာသားလေးကိုကြည့်ကြရအောင် ခွက်တစ်ခုရဲ့အများဆုံးဝင်ဆက်နိုင်မဲ့အရေးရဲ့တုတွေကိုထုတ်ခတ်ရဲ့အချင်းဝင်လို့ခေါ်တယ်။ဒါကြောင့်တချေတို့အခုနောက်တော့ကခုပတုံပုံခွက်မှာ ရေအပြည့်ထည့်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီရေရဲ့တုတွေကိုအဲ့ဒီခွက်ရဲ့အချင်းအဝင်လို့တချေတို့ခေါ်လို့ရပါတယ်။ဒါကြောင့်အခုနောက်အခွက်ရဲ့အချင်းအဝင်က1လီတာသို့မဟုတ်1000ကုပစင်တီမီတာရှိတယ်။ဒါကြောင့်တချေတို့က1လီတာဆိုတာ1000ကုပစင်တီမီတာနဲ့ညီတယ်။ ြီးတော့ဒီခြေတို့တလီတာမှာ1000မီလီလီတာရှိတာဖြစ်တဲ့အတွက်ခြေတို့အောက်ပါဆက်သွယ်ချက်ကိုလည်းဒီခြေတို့ကတည်နိုင်တယ်။တနည်းအားဖြင့်10မီလီလီတာဆိုတာဒီခြေတို့10ကုဗစင်တီမီတာနဲ့တူတူပဲဖြစ်တယ်။ဒါကြောင့်ဒီခြေတို့အောက်ကပုံလေးတွေကိုဆက်ကြည့်မယ်ဆိုရင်ဒုဒရဲ့ unit တွေအကြားဆက်သွယ်ချက်ကိုသားတို့သမီးတို့နားလည်မှာပဲဖြစ်ပါတယ်။ဒါကြောင့်တက်ကူပါစင်တီမီတာက1000စားဆိုရင်1လီတာဖြစ်ပြီးတော့1လီတာရဲ့1000စားကတော့တက်ကူပါမီတာဖြစ်တယ်။ ပြီးရင်အောက်မှာအလျား10စင်တီမီတာရှိတဲ့ကုဘတုံးလေးကဆဲစားလုပ်လိုက်မယ်ဆိုလို့ရှိရင်အလျား30စင်တီမီတာဖြစ်သွားပြီးအလျား30စင်တီမီတာကိုဆဲစားထပ်လုပ်မယ်ဆိုရင်100စင်တီမီတာတနည်းအားဖြင့်3မီတာဆိုတာလေးကိုရတယ်။ဒါဆိုရင်တော့သားတို့သမီးတို့ယူနစ်တွေရဲ့ဆက်သွယ်ချက်ကိုကောင်းမွန်စွာနားလည်ပြီးလို့တီချေမျှော်လင့်ပါတယ်။ဒါကြောင့်တီချေကသင်ခန်းစာလေးကိုဒီနားမှာပဲရင်နာထားမယ်။နောက်သင်ခန်းစာမှာတီချေတို့ပြန်တွေ့ကြမယ်။ ဒီနေ့သင်မယ့်သင်ခန်းစာကတော့စာမျက်နှာ30ကပုစာနံပါတ်9ပဲဖြစ်ပါတယ်။ညာဘက်တွင်ပြထားသောပုံဤတုတဲ့မိတို့ရှာရမည်ကိုစဉ်းစားမည်တဲ့။ တချေတို့ပေးထားတဲ့ပုံလေးကိုကြည့်ကြရအောင်ဘာပုံလေးလဲဟုတ်တယ်ချေတို့လှေကားပုံလေးနော်ဒါဆိုရင်တချေတို့ကကုဘတုံးပုံလေးတောင်းဝတ်စုကံပုံလေးကိုပဲရှာတတ်တာဖြစ်တဲ့အတွက်ဒီလှေကားပုံလေးကိုဆိုရင်တချေတို့တူးတယ်ဘလို့ရှာမလဲဆိုတာစဉ်းစားကြည့်ကြရအောင်ခါကြီးမှဆိုရင်ပုံများညီမကြီးများနဲ့စကလုံးများကိုအသုံးပြုပြီးတဲ့တင်းစိတ်ကူများကိုရှင်းပြပါတဲ့ဒါတို့တမီးတို့စဉ်းစားကြည့်ကြရအောင်ဘယ်လိုရှာရင်ကောင်းမလဲဆိုတာ ထပ်ပြီးတော့ချင်းတို့ခါခွေလေးတစ်ချက်ကြည့်ကြရအောင်ဒါကတော့အအောင်ရဲ့စိတ်ကူးပဲဖြစ်ပါတယ်အအောင်ကကြတော့လေကတိလေးကို သူကအလေကနေနှစ်ပိုင်းပိုင်းလိုက်တယ်ဒီဘက်ကအမြင့်လေးရတစ်ပိုင်းအနိတ်လေးရတစ်ပိုင်းဆိုပြီးဒါဆိုရင်ချေတို့ဘာလေးနဲ့တူသွားလဲဆိုရင်ကုဘတုံအမြင့်လေးတစ်တုံ ခုဘတုံအနိတ်ကလေးတုံနဲ့တူသွားတယ်။ဒါဆိုရင်တော့တီချေတို့ကခုဘတုံရဲ့ဒုတိယတွေကိုရှာတတ်တာဖြစ်တဲ့အတွက်ခုဘတုံဒီဘက်ကအကြီးလေးတုံကိုအရင်ရှာမယ်။ပြီးအသေးလေးတုံကိုရှာမယ်။အကြီးနဲ့အသေးနှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်ချေတို့လိုချင်တဲ့ဒီလှေကတိရဲ့ဒုတိယကိုတီချေတို့ရှာလို့ရတယ်။ဒါကတော့အအောင်ရဲ့စိတ်ကူ။အအောင်ရဲ့တဏီမှာခုဘတုံအကြီးရဲ့ဒုတိယအပေါင်းခုဘတုံအသေးရဲ့ဒုတိယခုဘတုံအသေးရဲ့ဒုတိယနဲ့အကြီးရဲ့ဒုတိယကိုချေတို့ပေါင်းမှဖြစ်တဲ့အတွက်အကြီးရဲ့ဒုတိယက 30အမြောက်၊10အနှုတ်၄အမြောက်၅30ကတော့ချေတို့ကုဘတုံအကြီးရဲ့အနံဖြစ်ပြီးတော့ချေတို့အမြင့်ကတော့၅ပဲအလျားကကြတော့ချေတို့အလဲကနေပိုင်းလိုက်တာဖြစ်တဲ့အတွက်ငကိုရှိတဲ့အရှိကြီးသည်8စင်တီမီတာဟိုဘက်ကအသေးလေးတတုံးဝင်ချေတို့အလဲကနေပိုင်းလိုက်တာဖြစ်တဲ့အတွက်အသေးလေးက၄စင်တီမီတာဖြစ်တဲ့အတွက်ချစ်ထဲကနေလေးကိုနှုတ်မှချေတို့ဒီကုဘတုံအကြီးရဲ့အလျားလေးကိုရမှာဒါကြောင့်30အမြောက်၈အနှုတ်၄အမြောက်၅ဖြစ်တာ ပြီးတော့မှအပေါင်းကုဘတုံအသေးရဲ့ဒုတွေကိုခြေလူကြည့်ရအောင်ကုဘတုံအသေးမှာဆိုလို့ရှိရင်လည်းအနံက30အလျားက4အမြင့်ကခြေလူကြည့်ရအောင်ကုဘတုံအဆအောက်ကနေအပေါ်ထိ အမြင့်က5စင်တီမီတာ ပြီးရင်ဒီဘက်ခြံမှာချေလို့2စင်တီမီတာဆိုပြီးပေးထားတယ်အမြင့်ရဲ့အပိုလေးပေါ့ဒါဆိုရင်ချေလို့အသေးလေးလိုချင်လဲဆိုရင်ဒီဘက်က5စင်တီမီတာကနေဒီဘက်က2စင်တီမီတာလေးကိုနှုတ်လိုက်မှချေလို့လိုချင်တဲ့ကုပတုံအသေးရဲ့အမြင့်ကိုရတယ်ဒါကြောင့်ကုပတုံအသေးမှာဆိုရင်30အမြောက်4အမြောက်5အနှုတ်2ကိုရတယ်အဲ့လိုမျိုးတွက်ချင်းဖြစ်ချေလို့ကဒီလက်ကတိလေးရဲ့ဒူးတွေကိုချေလို့တွက်လို့ရတယ်ထပ်ပြီးတော့ချေလို့ကားငယ်ကိုကြည့်ကြရအောင် ကားငယ်မှာနီနီရဲ့စိတ်ကူးလေးကိုပေးထားတယ်။နီနီကကြတော့ဒီလှည့်ခဲ့တဲ့တုံလေးကအချင်းနဲ့အသေးမှာအသေးလေးမှာလိုနေတဲ့နေရာလေးကိုဖြည့်ပြီးတော့ကုဘတုံပုံစံအကြီးကြီးဖြစ်အောင်ခြေလိုလှုပ်လိုက်တယ်။ပြီးတော့မှအခုနာဖြည့်ထားတဲ့ကုဘတုံတစ်သေးလေးကိုမလုပ်မလဲဆိုရင်အကြီးသေးကနေအသေးလေးကိုခြေလိုကနှုတ်လိုက်တယ်။ဒါဆိုရင်ကြည့်ရအောင်ကုဘတုံတစ်ခုလုံးဖြည့်လိုက်တဲ့အခါအလျားသည်အရှိကြီးဖြစ်တဲ့အတွက်8စင်တီမီတာအမြင့်သည်5စင်တီမီတာအနံ့သည်10စင်တီမီတာအဲ့တော့မြောက်မယ်ဆိုရင် အလျားအမြောင်းအနံအမြောင်းမြင့်ဆိုတော့ရှစ်အမြောင်း30အမြောင်း5ပြီးတော့မှဒုတဲ့အကြီးတဲကနေခြေလို့ဘာလို့မလဲအခုနဖြည့်ထားတဲ့အသေးလေးကိုနှုတ်မှာဖြစ်တဲ့အတွက်အနှုတ်အနှုတ်ပြီးရင်သူ့ရဲ့အလျားသည်အသေးလေးဖြစ်တဲ့အတွက်4စင်တီမီတာ အမြင့်သည်2စင်တီမီတာအနံကတော့10 30စင်တီမီတာအဲကြောင့်ကုဘတုံအသေးရဲ့ဒုတဲက4အမြောင်း30အမြောင်း2ခြေလို့တွက်ကြည့်မယ်ဆိုရင် အကြီးက10အမြောင်း30အမြောင်း5ဆိုတော့ 80လီ80 80နဲ့9နဲ့မြောက်တော့400ရတယ်ကုဘတုံးတေးရတော့40လီ40 42လီ80ရတယ်ဒါဆိုရင်400ရတဲ့က80ကိုနှုတ်လိုက်ချေလို့320ရတယ်ဒါဆိုရင်တချေတို့လိုချင်တဲ့လေကတိပုံလေးရဲ့ဒူးတယ်ကိုရပြီဒူးတယ်ဖြစ်တဲ့အတွက်ချေတို့ဒူးတယ်ယူနစ်ထည့်ပေးရပါမယ်ဒူးတယ်ကကုဘပေးထားတာတွေကစင်တီမီတာတွေနဲ့ဖြစ်တာဖြစ်တဲ့အတွက် 9စင်တီမီတာဒါဆိုရင်ဒီချဲတို့ပုံလေးရဲ့ဒုတဲက320ကုဗစင်တီမီတာကိုရပြီပဲဖြစ်ပါတယ်ဒါဆိုရင်သားတို့သမီးတို့ကလည်းဒီနီးနှစ်နှီးအပြင်ကိုသားတို့သမီးတို့ချိန်နှစ်သက်ရနီးတဲ့နဲ့လည်းတွက်နိုင်ပါတယ်ဒါဆိုရင်ဒီချဲတို့ဒီတွက်နီးလေးကိုတေချာလေးနားလည်မယ်လို့မျှော်လင့်ပါတယ်ဒီတင်ငန်းစာလေးကိုဒီချဲဒီမှာပဲအဆုံးသတ်လိုက်မယ်နောက်တင်ငန်းစာမှာဒီချဲတို့ပြန်တွေ့ကြရအောင်

ချေတို့ပုံလေးကိုကြည့်ရအောင်ခွက်လေးဟာအလျားက၄အနံက၅စင်တီမီတာရှိတဲ့ခွက်ကလေးချေတို့အဲ့ဒီခွက်ကလေးတဲ့ကိုရေကိုတစ်ချိန်ထည့်မယ်ဆိုရင် အမြင့်၁စင်တီမီတာပဲချေတို့လောင်းထည့်မယ်ဒါဆိုလို့ရှိရင်ချေတို့အောက်ပါဇရာရှိခွက်လက်များကိုဖြည့်ပါဆိုတဲ့ပု္ပ္ပာကကြီးလေးကိုဖြည့်ကြည့်ကြရအောင်အမြင့်ဒီပထမတစ်ချိန်လောင်းထည့်တဲ့အချိန်မှာ၁စင်တီမီတာဒူးတယ်ဘယ်လောက်ဖြစ်မလဲအလျားက၄အနံက၅ဖြစ်တဲ့အတွက်၅လေးလီ၂၀ အမြင့်နဲ့မြောက်တော့20တလီ20အဲ့တော့ဒုတယ်တီ20ကုဘစင်တီမီတာနောက်တစ်ကြိမ်ရေထက်လောင်းထည့်မယ်ဆိုရင်အမြင့်က2စင်တီမီတာအလျားက4အနံက5ဖြစ်တဲ့အတွက်5လေးလီ20 22လီ40ကုဘစင်တီမီတာတခါကျလို့အမြင့်ကို3စင်တီမီတာပြောင်းလိုက်မယ်ဆိုရင်ဒုတယ်က လျားနဲ့အနံနဲ့မျှရင်9လီလီ20 23လီ60ထို့နည်းတူစွာပဲခြေတို့အမြင့်ကို6စင်တီမီတာပြောင်းရင်ဒူးတယ်သည်80 5စင်တီမီတာအမြင့်ပြောင်းလိုက်မယ်ဆိုရင်ဒူးတယ်သည်100အတီးတီ9စင်တီမီတာအတီးတီပြောင်းသွားတယ်ခြေတို့ဒီစရားလေးကိုတခြားကြည့်မယ်ဆိုရင်အမြင့်နေကတစတိုးလိုက်တဲ့အခါဒူးတယ်ကတစတိုးသွားတယ်တွေ့လားသားတို့သမီးတို့အမြင့်1ဖြစ်တဲ့အချိန်မှာဒူးတယ်က20အမြင့်2ဖြစ်တဲ့အချိန်မှာဒူးတယ်က40 အမြင့်သုံးဖြစ်တဲ့အချိန်မှာဒူးတရာ60 20 60 80 100ကျေတို့တိုးသွားတာကိုသတိထားမိလားဒါဆိုရင်တော့ခခွေလေးကိုကြည့်ကြရအောင်အမြင့်ကိုဒီချေတို့ကနှစ်ဆတိုးလိုက်တဲ့အခါမှာတဲ့ဒူးတယ်ဒီအစမြင့်မြပူကြီးသွားတဲ့နီးတဲ့အမြင့်ကို3ဆ4ဆနဲ့စသဖြင့်တိုးသောအခါတဲ့ဒူးတယ်ဒီမြီတိုးဖြစ်မိနီးတဲ့ချေတို့ကကကြီးမှတွက်ခဲ့တဲ့အတိုင်းပဲအမြင့်ကိုချေတို့တစတိုးလိုက်ရင် ဒုတွေကလည်းတဆလိုက်ကြီးသွားတယ်။ဒါဆိုရင်ခခွေးမှာအမြင့်ကိုနှစ်ဆတိုးမယ်ဆိုရင်ဒုတွေကအဆဘလောက်ကြီးသွားမလဲဆိုရင်နှစ်ဆကြီးသွားမယ်။အမြင့်ကို3ဆ4ဆစသဖြင့်တိုးမယ်ဆိုရင်လည်းဒုတွေက3ဆ4ဆစသဖြင့်လိုက်တိုးသွားမှာ။ဒါကြောင့်ခြေတို့ပန်းရံကွက်လေးတွေကစားလေးကိုကြည့်ကြရအောင်။အမြင့်ကို2ဆ3ဆ4ဆစသဖြင့်တိုးတော့အခါဒုတွေသည်2ဆ3ဆ4ဆစသဖြင့်လိုက်တိုးသည့်အတော့ ဒုဒယ်နှင့်အမြင့်တို့သည်အလျားနှင့်အနံမပြောင်းလဲလျှင် အချိုးတူသည်ဟုဆိုနိုင်သည်အဲ့တော့ခြေတို့ကြည့်ရအောင်အမြင့်ကို တစတူရင်ဒုဒယ်တစအမြင့်ကိုနှစ်စတူရင်ဒုဒယ်ကနှစ်စအမြင့်ကို သုံးစတူရင်ဒုဒယ်ကသုံးစအဲ့လိုမျိုးလိုက်တိုးသွားတာဖြစ်တဲ့အတွက် တကယ်လို့တခြေတို့ပေးထားတဲ့ပုံကအလျားနဲ့အနံသာမပြောင်းဘူးဆိုလို့ရှိရင်ခြေတို့ကဒုဒယ်နဲ့အမြင့်စီဒါရိုက်အချိုးတူတယ်ပေါ့နော် အတိုင်းရိုက်ချိုးတူတယ်လို့ဆိုနိုင်တယ်။ဒါ ው တအားတို့တမီတို့နားလည်မယ်လို့ထင်တယ်။ဒါဆိုရင်ခြေတို့ခါငင်ကိုဆက်ကြည့်ကြရအောင်။အမြင့်ဒီ30စင်တီမီတာဖြစ်ရင်ဒူးတယ်ကိုကုဘစင်တီမီတာဖြစ် ဖော်ပြပါတဲ့။ဒါကြောင့်အမြင့်က30အလျားနဲ့အနံကခုနကအတိုင်းပဲဖြစ်တဲ့အတွက်အလျားသည်၄အနံသည်၅ဒါဆိုရင်ကျေတို့ဒုတယ်ရှာမယ်ဆိုရင်ဒုတယ်ကအလျားမြောင်းအနံမြောင်းအမြင့်နဲ့ရှာမယ်အဲ့တော့အလျားမှာ၄အနံမှာ၅အမြင့်မှာ၃၀ထဲတော့၄၅လီ၂၀၂၀ဆယ်လီ၂၀၀ ဒုတယ်ကြဒုတယ်ဖြစ်တဲ့အတွက်ဒုတယ်ယူနစ်ကကုဘစင်တီမီတာရတယ်အဲ့တော့ဂါကြီးကိုခြေလို့စကြည့်ကြရအောင်ဒုတယ်သည်140ကုဘစင်တီမီတာဖြစ်လျင်တဲ့အမြင့်ကိုစင်တီမီတာဖြစ်ပေါ်ပြပါတဲ့ဒါဆိုရင်ခြေလို့ဒီပုံစံမှာဒုတယ်ရဲ့တန်ဖိုးကိုပေးပြီးတော့မှအမြင့်ကိုရှာထားခိုင်းတာဖြစ်တယ် ပုံမှန်ဆိုရင်ခြေတို့ဒုတွေဦးလို့ရှိရင်အလျားအမြောက်အနံ့အမြောက်အမြင့်နဲ့ရှာတယ်အဲ့တော့ဒီမှာဆိုရင်တော့ဒုတွေက140အလျားက6စင်တီမီတာအနံ့က5စင်တီမီတာအမြင့်ကိုလိုချင်တာဒီခြေတို့ကအဲကြောင့်အမြင့်ကိုလိုချင်ရင်ခြေတို့ဒုတွေကိုတီးပြီးတော့မှအလျားနဲ့အနံ့မြောက်ချင်တဲ့စားမယ်ဒါကြောင့်ဒုတွေက140အစားအလျားနဲ့အနံ့က6အမြောက်5 နောက်140ကိုစားမယ်၄၅လ20ဆိုတော့ဘာနဲ့စားမလဲဆိုရင်ခြေလုံး20နဲ့စားရမယ်စားလိုက်တဲ့အခါ80စင်တီမီတာရတယ်အမြင့်ဖြစ်တဲ့အတွက်ခြေလုံးအလျားရဲ့ unit ကိုပဲသုံးရပါမယ်စင်တီမီတာရပါတယ်ဒါဆိုရင်တော့သားလို့တမီတို့ဒူးတယ်ပေးထားရင်လည်းအမြင့်ကိုတွက်တမယ်လို့သိချင်မျှော်လင့်ပါတယ်ဒါဆိုရင်ခြေတင်ငန်းစားလေးကိုဒီနားမှာပဲရန်နာထားလိုက်မယ်နောက်တင်ငန်းစားလေးမှာခြေလုံးပြန်တွေ့ကြရအောင်